အားလုံးပဲမင်္ဂလာပါကိုကင်းအစ္စတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုကင်းပါခင်ဗျဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့တစ်ချက်ဆွေးနွေးကြည့်အောင် ပထမဆုံးနေ့ကျင်တာကတော့ Give Me Sport ကဖော်ပြထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ကျွန်တော်ဒီသတင်းကိုအခုမှပထမဆုံးတွေ့ဘူးလား။သတင်းကအစောပိုင်းသတင်းဖြစ်တဲ့အတွက်ကြောင့်ကောလာဟာလာအဆင့်ပဲရှိသေးပေမဲ့တကယ်တမ်းသာ United တို့အဲ့ဒီကစားသမားကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်အသင်းတို့ကအများကြီးအကျိုးမြတ်ရလိမ့်မယ်။အဲ့ဒီကစားသမားကြီးပြီးခဲ့တော့ပြီးခဲ့တော့ဘောလုံးရသေးတွေတုန်းက Premier League မှာထွန်းတောက်ခဲ့ဘူးတဲ့။ ကွင်းလေကစားသမားထိတ်တန်းအဆင့်ရှိတဲ့ပေါ်တူဂယ်ကွင်းလေကစားသမားဖြစ်ပါတယ်ဘသူလဲဂျောပယ်လင်ညာပါအဲ့တော့ United ဒီပယ်လင်ညာကိုဘယ်လိုခေါ်ယူလို့ရမလဲဆိုတဲ့နီးလန်းတွေကိုရှာဖွေနေတယ်အရင်တော့ပြစ်မှတ်တစ်ခုဖြစ်တဲ့ Atlanta အသင်းရဲ့ကွင်းလေကစားသမား Ederson ကိုမခေါ်ဘူးဆုံးဖြတ်ခဲ့တယ်ဆိုပြီး Give me Spurs ရဲ့ဖော်ပြချက်အရသိရပါကျွန်တော်ကတော့လေ Ederson နဲ့ဆိုင်ရင်ပယ်လင်ညာကိုပဲအဲ့လိုခေါ်လိုက်စီချင်ပယ်လင်ညာကဖူလန်မှာတောက်ရမ်းကောင်းခဲ့ပြီးတော့ဘိုင်မင်းနဲ့ရောက်တဲ့အခါမှာအဲ့လောက်ထိ နာမည်မထွက်တော့ဘူးကျွန်တော်ပယ်လင်ညာရဲ့အသက်အရွယ်ကတခုတော့ရောက်နေပြီမှန်တယ်29တို့တော့လေပေါ်တဂယ်သားဖြစ်တဲ့ United နဲ့ပေါ်တဂယ်သားတွေရဲ့အကျိုးပေးမှုတမိုင်းစင်လာတွေအရပယ်လင်ညာကိုတင်းတင်းနဲ့ဈေးနှုန်းအမောပမာဏတရနဲ့ခေါ်ယူနိုင်မယ်ဆိုလို့ကအနည်းဆုံး3နှစ်လောက်တော့သုံးလို့ရတယ်တောင်မန်ကစားသမားမဟုတ်ဘူးဗျာ တောင်မန်ကစားသမားတယောက်အသက်29ဆိုရင်တော့ဒါမခေါ်ယူသင့်ဘူးတိုးတော့ဒီပလိုင်းမစ်ဖီလ်ဒါတယောက်ကတော့အနည်းဆုံး32လောက်ထိကစားပေးနိုင်တယ်အခု29ဖြစ်တဲ့အတွက်ကြောင့်3နှစ်တာကာလအတွင်းပယ်လင်ညာကိုပေါင်တန်း90အောင်နဲ့ခေါ်နိုင်မယ်ဆိုလို့ကကိုယ့်လယ်ပိုင်းကတော်တော်တူတူတန်တန်ဖြစ်သွားလိမ့်မယ်ဗျကက်စမီရိုထရမ်ထွက်လို့ရအဲ့တော့ပယ်လင်ညာဘရူနိုဖာနန်ဒက်စ်တို့ရဲ့ကိုယ့်လယ်စုဖွဲ့မှုနဲ့တင်အတော်ရင်ခုန်စရာ ကောင်းနေပြီမန်ယူကဥကားတင်းနဲ့ပါကောက်တွဲလိုက်အကုန်လုံးကကွန်နက်ရှင်ပိုင်းကောင်းပြီသားအခြေအနေမျိုးရှိတယ်ဆိုတော့ကျွန်တော်ဒီပယ်လင်ညာကိုခေါ်မဲ့ဘာညာဆိုတဲ့သတင်းမျိုးတွေမကြားခဲ့ရသလိုအဲ့ဒီတွေးခေါ်မှုပိုင်းလည်းအရင်ကတော့မရခဲ့ဘူး United အနေနဲ့ကွင်းလယ်မှာကစားသမားကောင်းတယောက်ခေါ်ဖို့လိုအပ်နေပါတယ်အထူးသဖြင့် Number 6နေရာမှာ ထိုင်ပြီးတော့ဘောလုံးလမ်းကြောင်းတွေခွဲဝေပေးမယ်အတင်းရဲ့တန်ဖိုးကိုအတင်ချလုပ်ပေးမယ်ပြိုင်ပွဲအတင်းရဲ့တန်ဖိုးကိုထိမ့်ပေးမယ်နော် deep lying playmaking လုပ်နိုင်တဲ့ကစားသမားစစ်စစ်တယောက်ပေါ့ဗျာလူနေပါတယ်အခုတန့်ရဲ့အနေထားကိုလည်း United fan တွေပို့ပြီးတော့တိမာပေါ့ရင်းရှင်မှာဘလို့မှအဆင်မပြေတော့ဘူးတပွဲရွှေတပွဲငွေပြီးခဲ့တဲ့ရာသီတုန်းကလည်း Europa League မှာတော့ကောင်းတယ် Premier League ရောက်တဲ့အခါကျရင်တန့်သည်ရှင်ပြေးမယ်ပြိုင်ပြေးမယ်စိုင်ပြေးမယ်ဆိုရင်ထင်သလားအဆင်မပြေတော့ဘူးအဲ့တော့တန့်ကစားနေတဲ့နေရာကဘလောက်ထိအရေးကြီးလဲကျွန်တော်အများနဲ့ပြောနေကြတကွင်းလုံးမှာအရေးကြီးဆုံးနဲ့ တာဝန်အကြီးဆုံးနေရာဒီနံပါတ်6 deep line mv တနေရာသူတို့တွေကဘောလုံးလမ်းကြောင်းစတင်ခွဲဝေရာအသက်သွေးကြောနေရာဖြစ်ပါတယ်အဲ့တော့အတင်းကနေထွက်ခွာဖို့ရှိနေတဲ့ခြေသွမ်းပိုင်းရအဆင်မပြေတော့တဲ့တက်နေရာမှာအစားထိုးဖို့အတွက်မဖြစ်မနေကစားသမားတယောက်လိုနေပါတယ်ဒါတလက်စားရဲစကားဆက်ဆက်လို့ပြောလိုက်တာယူနိုက်တက်မှာနော်တိုက်စစ်ပိုင်းတနေရာမှာဂိုးသွင်းမှုလူလူနေရာတခုတည်းမပြောနဲ့တောင်ပိုင်းကစားသမားရဲ့လူနေရာပဲမပြောလိုက်ဒီနေရာကလည်းအရင်ရေးကြည့်တယ်အဲ့တော့ဒီနိုင်မီဖီမာတကယ်ကျွန်းကျွန်းချင်းချင်းစော့နိုင်တဲ့ကစားသမားလက်ချွေလို့ရတယ်ဘရိုမန်နျူအူကာရီကိုဒီနေရာထည့်လို့မရ ရအောင်လားဆိုတော့ရတော့ရတယ်ဒါပေမဲ့လေဥကာရီကဘောပလင်းရေလောက်တာတက်ဆိုင်ဘောဝင်းနင်းလောက်တာပို့ပြီးအားတန်တဲ့ကစားသမားအခုနောက်ပိုင်းကလပ်တွေတော်တော်များအဲ့လိုတဲလာကြတယ်ထားပါတော့ဗျာလီဗာပူးသင်းဆိုရင် AGB နဲ့မက်ဂလစ်စတာကိုအဲ့လိုတဲတာ AGB ကအဲ့လိုဘောလုံးနှမ်းချောင်းထိုင်ခွဲပေးပြီးတော့ vision အပြည့်နဲ့ကြည့်နေမက်ဂလစ်စတာကလိုက်ပတ်ပြီးတော့ဝင်းနင်းလည်းလုံးရင်လုံးပေးမယ်ဘီဒူဘီပုံစံမျိုးလည်းကစားပေးရင်ပေးလိမ့်မယ်နှစ်ယောက်လုံးကဟို ူတို့တာဝန်သူတို့ယူပလိုက်တာယူနိုက်တက်မှာမန်နျူအူကာရီရှိပြီးသားဗျာအဲ့တို့ကြောင့်အူကာရီကို B2B ပုံစံမျိုးဘောကယ်ရီမဲ့လောက်ခိုင်းလောက်ခိုင်းနော်ဘောဝင်နေမဲ့လိုက်လောက်လိုက်လောက်ခိုင်းလောက်ခိုင်းလောက်ခိုင်းအဆင်ပြေတယ်ဒါပေမဲ့အဲ့ဒါမက်စစ်နေရာမှာအဲ့လိုထိုင်ခွဲပေးမဲ့လူတယောက်မဖြစ်မနေလိုပါတယ်ဆိုတော့ဒီသတင်းကိုအနည်းချက်အောင်ပြောရင်ကျွန်တော်ကပယ်လင်းညားကိုယူနိုက်တက်တို့မဖြစ်မနေခေါ်တဲ့နယ်လို့ထင်တယ်အတလန်တာကအီဒက်ဆင်ကိုခေါ်မယ်ဆိုရင်တော့မှပရီးမီးယားလိမှာဘာဖြစ်မှန်းမသိဘူးတက်တယ်မပြထားရသေးဘူးပရီးမီးယားလိမှာသူကဆိုအီတလီစီးရီးမှာတက်တယ်ပြရတာတပိုင်းပရီးမီးယားလိရောက်ရင်ကောင်းချင်မှာကောင်းမှာပယ်လင်းညားကကြတော့ experience ကလည်း share ပရီးမီးယားလိမှာလည်းအတွေ့အကြုံပြထားပြီးသားကစားသမားဖြစ်တဲ့အတွက်ကြော ောင်ပယ်လင်းညာမန်ချက်စတာယူနိုက်တက်တို့ရဲ့အပြောင်းအရွှေ့သတင်းကိုရှေ့လျှောက်ကျွန်တော်တို့နားထောင်ကြည့်အောင်ခင်ဗျာတကယ်ရောက်တဲ့ကစားသမားတယောက်လို့ထင်ပါတယ်ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုတ်ဆွေးနွေးအောင်ခင်ဗျာဒီသတင်းကတော့ Liverpool နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Daily Mail ကဖော်ပြထားတာပါ Liverpool တင်းရဲ့အပြောင်းအရွှေ့တွေကလက်ရှိလောတဲ့အချိန်ထိသတင်းတွေရက်တန့်သွားခြင်း မရှိသေးပါဘူး Liverpool ဒီ Crystal Palace အသင်းရဲ့နောက်ခံကစားသမား McGuigi ကိုခေါ်ယူဖို့အတွက်စိတ်အားထက်သန်နေတယ်လို့ဖော်ပြထားတာပဲဖြစ်ပါတယ်ဖြစ်နိုင်တာပေါ့ကျွန်တော်မနက်ကပဲ Romano ရဲ့သတင်းတွေထဲမှာ Jared Quansa verbal agreement ရသွားတာအံဩတယ်လို့တော့ပြောသေးတယ် Quansa နေရာမှာအစားထိုးဖို့ကစားသမားတစ်ယောက်လိုတယ်လေအဲ့တော့ Gui နဲ့သတင်းထွက်နေတဲ့ club တွေထဲမှာ Liverpool ကအရင်ဆုံးသတင်းထွက်ခဲ့တာ Virgil van Dijk နေရာမှာအစားထိုးဖို့အတွက် McGuigi ကိုစိတ်ဝင်စားတယ်ဆိုတဲ့သတင်းမျိုးတွေကလွန်ခဲ့တဲ့တစ်နှစ် ကျော်နှစ်နှစ်ကာလအတွင်းထိတောက်လျှောက်ထွက်ခဲ့တာချယ်ဆီနဲ့ဂူဟီသတင်းတွေထွက်တဲ့ဆိုတော့ညာလဲချယ်ဆီကမဂူဟီကိုအဲ့လောက်ခေါ်ယူလို့စိတ်တော့ မရှိဘူး Palace ကသာအတင်းထိုးယောင်းခြင်းနေ Palace ဘက်ကပြန်စင်းစားခြင်းတခြားသောကလပ်တင်းတွေကိုရောင်းတာထက် Chelsea ကိုရောင်းတာသူတို့တို့ပို့ပြီးအကျိုးမြတ်ရလိမ့်မယ်ဒါတလက်စာရဲစကားကြောင့်လို့ကျွန်တော်ထပ်ပြီးတော့ရှင်းပြတာပါဘာကြောင့်လဲဆိုတော့ Guio Chelsea က Palace အတင်းစီကိုရောင်းချစဉ်အချိန်ကာလတုန်းက Sale on clause 25%ထည့်ခဲ့ပါအဲ့အတွက်ကြောင့်အဲ့အတွက်ကြောင့် Crystal Palace က Maguire ကိုတခြားသောအတင်းတင်းကိုရောင်းမယ်ဆိုရင် Chelsea ကို25%ပေးရမှာပါပေါင်တန်း60လဲ25%ပဲပေါင်တန်း90လဲ25%ပဲဆိုတော့ Chelsea ကိုဒါပြန် င်အောင်ပြင်မယ်ဆိုရင်အဲ25%ကိုရှော့ပြီးတော့ဂွေရမျိုးမျက်မျက်ပတ်စံရပါလေဒါတော့ Chelsea ရဲ့ဆွေးနွေးညှိနှိုင်းမှုပေါ်မှာမူတည်ပြီးတော့အဲ25%အပြည့်လဲပြင်ဖြစ်မယ်နဲလဲနဲမယ်ပေါ့နော်ထားပါတော့အဓိကပြောချင်တာသူ Chelsea ကိုရောင်းချင်လို့ရှေ့မှာသတင်းတွေတောက်လျှောက်ပွားခဲ့တဲ့ ်အပိုင်းကိုထောက်ပြကြတယ်လီဗာပူးကတော့ဇီနုံတင့်မယ်ဆိုရင်မက်ဂွီးလိုကစားသမားမျိုးကိုကောက်ဥတင်တယ်လို့ကျွန်တော်ယူဆတယ်လီဗာပူးတင့်ရဲ့ defensive line မှာခွန်စားထွက်သွားပြီဆိုရင်ဒင်ပြည့်ချက်ပြည့်ကစားပေးနိုင်မယ်ပလေယာတယောက်လိုကိုလိုတယ်ဗျအီဘရာဟီမာကွန်နာတေခြေတော်မှာအရန်ကောင်းလာတယ်ဆိုပေမဲ့စာအုပ်တံ2026မှာကုန်ကြက်ခိုင်မှုပိုင်းက ဘယ်ချိန်ဘာဖြစ်မလဲမသိဘူး။ကွီရိုးကြောင့်ငြိမ်းနေရတယ်။အဲ့ဗာဂျင်နဲ့ပဲတွေ့တွေ့ဗာဂျင်နီယာမှာရေရှည်ပဲအစားထိုးထိုးမက်ဂူဟီကလီဗာပူးသင်းခေါ်ယူတဲ့ကစားသမားတယောက်လို့တော့ကျွန်တော်သုံးသပ်မိပါတယ်။နောက်ဆုံးသတင်းချင်တဲ့သတင်းကတော့ဒါချဲလ်စီနဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ်။ဖော်ပြထားတဲ့သတင်းတင်နာကတော့ Times ကဖြစ်ပါတယ်ခင်ဗျ Borussia Dortmund အသင်းရဲ့အသက်20ရွယ်တောင်ပိုင်းကစားသမား Jamie Gittens ကဒဲ့ပြောပြီးသွားပြီเนาะအဲ့တော့ Chelsea အသင်းကိုဒီနှစ်နွေရာသီမှာပဲသူပြောင်းမယ်အဲ့တော့သူ့ရဲ့အဓိကရည်ရွယ်ချက်ပဲဆိုပြီးတော့ပြောသွားခဲ့တာဖြစ်ပါတယ်ဒါကလည်းငကိုကလေးကကျွန်တော်တို့ကြားသိပြီးတဲ့သတင်းမျိုးပါတော်တော်လည်းထပ်ပြီးပေါ်ပြလာတဲ့အတွက်ကြောင့်ကျွန်တော်ဆွေးနွေးလိုက်တာပါ Gittens က Chelsea ကစားသမားဖြစ်ချင်တဲ့ အတွက် Brusher Dotman အသင်းကိုတွန်းအားပေးမှာပဲ။ဒါပေမဲ့ Brusher Dotman ကလိုတာထက်ပိုပြီးတော့ Gidens ရဲ့ပြောင်းရွှေ့ခြင်းကိုတောင်းကျင်ယူရို65သန်း plus bla bla ဆိုရကြရဒါအထိပဲတက်ပြီးတော့မရှိတော့ဘူး။ Chelsea ကအလောက်သုံးဖို့အတွက်စိတ်ကူးမရှိဘူး။သူတို့ငကိုကလေးကကစားသမားတယောက်ကိုကြိုက်တယ်ဆိုလို့ကပြောင်းရွှေ့ခြင်းအများကြီးပေးပြီးခေါ်လိုက်ခေါ်တာရှိတယ်။ကျွန်တော်ညိုလည်းသိမှာပါ။ Moises Caicedo Enzo Fernandez တို့ now Marco Correa Pedro Neto ပြောင်းရွှေ့ခြင်းတွေအများကြီးပေးပြီးတော့ခေါ်ခဲ့တာပဲ။ ဲ့ပြောင်းရွှေ့ကြီးက Star First Offer ကန်လန်ကလေးကတိတ်ပြီးမကွာတော့အဲယူရိုမထားပါတော့ Moises Skies တို့ကိုခေါ်မယ်လို့တော့ယူရိုတန်း90 100လောက်အနေစပြီးကန်လန်ခဲ့တာအခုတို့က Gidens ကိုခေါ်မယ်ဆိုတာဒီဟိုပြောင်းရွှေ့ကြီးအများကြီးသုံးမဲ့စကူးစိတ်တန်းမရှိတဲ့အတွက်ကြောင့်ယူရို35တန်းတန်းလေးစီကနေစပြီးကန်လန်တာဖြစ်ပါတယ်အဲ့တော့ရှေ့လျှောက်လဲဈေးအများကြီးတိုးပေးမယ်လို့မထင်ဘူးဈေးအများကြီးတိုးပြီးခေါ်တဲ့ position တခုလည်းမဟုတ်ဘူးဗျာအဲ့တော့ Chelsea မှာတကယ်လိုအပ်နေတဲ့နေရာဒီအထောင်တိုက်စစ်တနေရာဖြစ်ပါတယ် Nicholas Jackson ဘာမှမသေးကြတဲ့အချိန်ဒီမှာတော့ Lian ်ဒီလပ်တယောက်တည်းလည်းဖြစ်ကောင်းဖြစ်သွားနိုင်တာကြောင့်တချို့သောသုံးရမယ့်ငွေကြေးအမောက်ပမာဏတွေကိုချက်သည့်ဒီ Gideon Strat အများကြီးသုံးဖွဲ့တော့မရှိဘူးလက်ထဲမှာသူ keep ထားနိုင်တယ်လို့တော့သုံးတယ်နေပဲဗီဒီယိုလေးဒီမှာနားကျင်ပါတယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ညီကောင်မတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ